ဘဝမှာအမားတွေမလုံးမိအောင်ရှောင်ရှားလို့ရမယ်ဆိုရင်ဘယ်တော့ကောင်းလိုက်မလဲနော်ဒါပေမဲ့အဲ့ဒီလိုဖြစ်လာဖို့ဆိုတာမဖြစ်နိုင်ပါဘူးဒီဗီဒီယိုမှာစာရေးဆရာ David Kelley ရေးသားထားတဲ့ The Eater of Charlie Man ကစာအုပ်ထဲကကျွန်တော်တို့တင်ယူခဲ့ရတဲ့စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုအပိုင်းကိုပိုင်းနဲ့မျှဝေသွားပါမယ် Charlie Man ကဆိုတာကတော့နာမည်ကြီးရင်းနှီးမြှုပ်နှံသူ Warren Buffett ရဲ့လှုပ်ဖော်ကိုင်ဖက်ပါစာအုပ်ထဲမှာမန်ဂါရဲ့ဘဝနေထိုင်မှုနဲ့ယင်းနှိမ့်မြုပ်နှံမှုဆိုင်ရာတွေးခေါ်တွေကိုဖတ်ရှုရမှာပါ။ ပတ်စံရှာတိုင်းပို့တော့လာအောင်လုပ်နေတိုင်းနိုးလာတဲ့အချိန်ထက်ပိုပြီးဉာဏ်ပညာရှိအောင်ကြိုးစားရမယ်ကိုယ့်ရဲ့တာဝန်တွေကိုခြေပွန်စွာထမ်းဆောင်ပါပြီးတော့ဇွဲရှိရှိနဲ့ကြိုးစားပါကြာကြာနေရင်လူတွေဟာသူတို့နဲ့ထိုက်တန်တဲ့အရာကိုရရှိတတ်ပါတယ်ဒါကရေရှည်ရင်းနှီးမြှုပ်နှံမှုရဲ့အဓိကသောချက်ပဲဗျတူတောင်းတဲ့ဈေးနှုန်းအပြောင်းအလဲထက်ရေရှည်တန်ဖိုးကိုပဲအာရုံစိုက်ပါမှန်ကန်တဲ့အခွင့်အရေးကိုစောင့်ဆိုင်းဖို့စိတ်ရှိပါ ဈေးကွက်ရဲ့စုညံတန်ဒါမှမဟုတ်စစ်ခန်းစားချက်တွေအပေါ်အခြေခံပြီးအငြင်းရန်ရောင်းဝယ်ခြင်းကိုရှောင်ကျင်ပါမန်ဂါကစီးပွားရေးရဲ့အခြေခံသဘောတရားကိုနားလည်ဖို့ပြောပါတယ်ကုမ္ပဏီတွေကိုရေရှည်မှာရရှိနိုင်တဲ့အမြတ်ပေါ်အခြေခံပြီးတန်ဖိုးဖြတ်ပါပြီးတော့ဈေးကွက်ရဲ့စိတ်ဓာတ်ကိုလစ်လျူရှုပြီးအခြေခံတန်ဖိုးကိုအာရုံစိုက်ပါရေရှည်ခန်းနဲ့စီးပွားရေးလုပ်ငန်းကိုရှာပါ တန်မိုးနေတဲ့စီးပွားရေးထက်ကောင်းမွန်တဲ့စီးပွားရေးကိုတင့်တင့်နဲ့ဈေးနှုန်းနဲ့ဝယ်ယူတာကပိုကောင်းပါတယ်။မန်ဂါနဲ့ဝါရန်ဘက်ဖက်တို့ကအမျက်ဆုံးနဲ့ဈေးကွက်ဝေစုကိုကာကွယ်နိုင်တဲ့ခိုင်မာတဲ့အားသာချက်တွေရှိတဲ့ကုမ္ပဏီတွေမှာယင်းနှီးမြှုပ်နှံမှုဦးစားပေးလိမ့်ရှိတယ်။ဥပမာအနေနဲ့ကိုကာကိုလာကုန်မှတ်တစိုက်ကိုလူတိများတာဗီဇာနဲ့မာစတာကတ်တို့ကွန်ရဲ့အကျိုးသက်ရောက်မှုတွေရှိတာမျိုးပေါ့။အကောင်းဆုံးစီးပွားရေးတွေမှာယင်းနှီးမြှုပ်နှံထားတဲ့ငွေတွေပေါ်မှာအကျိုးအမြတ်များများရရှိစေတယ်။ငွေသားစီးဆင်းမှုကောင်းမွန်ပြီး ဈေးနှုန်းကိုထိန်းချုပ်နိုင်တဲ့အာအင်ရှိတယ်။ကြီးထွားဖို့အတွက်ငွေရင်းနှီးများကြီးမလိုအပ်ပါဘူး။မန်ဂါကရေရှိမာတကယ်ကောင်းတဲ့စီးပွားရေးလုပ်ငန်းတစ်ခုကိုပိုင်ဆိုင်ထားတာကဈေးပေါ်တဲ့ညံဖြစ်တဲ့စီးပွားရေးလုပ်ငန်းတွေကိုဝယ်ယူတာထက်တာလွန်တယ်လို့ဆိုပါတယ်။မြ мян ဆဆမလုံနဲ့အကောင်းဆုံးကိုပဲရွေးမန်ဂါကရင်းနှီးမြှုပ်နှံတဲ့အခါမှာအများကြီးမလုပ်ဖို့ပြောတယ်။ယုံကြည်စိတ်ချရတဲ့အကြံဉာဏ်နဲ့၁၀ခုကနေ၁၅ခုလောက်မှပဲရင်းနှီးမြှုပ်နှံမှာ ကိုယင်းနှိမ့်နှံထားတဲ့အရာတစ်ခုချင်းစီကိုတေချာနာလဲဖို့လိုတယ်။အခွင့်အရေးတွေအများကြီးတာနေရင်အကြီးအကျယ်လောင်းကြီးထပ်ဖို့လဲဝင်မလေးပါနဲ့။ယင်းနှိမ့်နှံမှုနည်းနည်းပဲလောက်တာကစောင့်ကြည့်ရတာနဲ့နားလဲရတာပိုးလဲကူစေတယ်။ဒါအပြင်အကောင်းဆုံးအကြံဉာဏ်တွေကိုအာယုံစိုက်နိုင်စေတယ်။ဒါကြောင့်ယင်းနှိမ့်နှံမှုရွေးချယ်တဲ့အခါပိုပြီးစီကံရှိရှိလှုပ်ဆောင်တင်ပါတယ်။မန်ဂါကအရင်များပြားတဲ့ယင်းနှိမ့်နှံမှုတွေဟာပြင်းပြရလက်တွေကိုသာဖြစ်ပေါ်စေပြီးထူးခြားတဲ့စွမ်းဆောင်ရည်ကိုတားဆီးနိုင်တယ်လို့ဆိုပါတယ်။ ဒါပေမဲ့ဒီလိုလုပ်ဖို့အတွက်အရန်တော်ဘူးနဲ့စီကတ်ရှိဖို့လိုအပ်ပါတယ်ဘာသာရဲ့မျိုးစုံကိုလေ့လာပါမန်ဂါကပြဿနာတွေကိုဖြေရှင်းတဲ့အခါဘာသာရဲ့အများပြားကို လေ့လာဖို့တိုက်တွန်းပါတယ်ငွေကြေးနဲ့ယင်းနှိမ့်မြုပ်နှံမှုအပြင်အခြားဘာသာရဲ့တွေကိုလည်းလေ့လာသင့်တယ်စိတ်ပညာယူပပေတာဇီဝပေတာနဲ့တမိုင်းကဲ့သို့သောနေပင်များမှအကြီးအကဲယူဆများကို နားလည်သဘောပေါက်ပါ စီးပွားရေးနဲ့ယင်းနှိမ့်နှံမှုမှာပိုကောင်းတဲ့ဆုံးဖြတ်ချက်တွေချဖို့ဒီသည့်ပညာတွေကိုအသုံးချပါပြီးတော့တသက်လုံးသင်ယူဖို့လည်းအရေးကြီးပါတယ်ဘာသာရဲ့အများအပြားကိုစူးစူးနဲ့နဲ့လေ့လာဖတ်ရှုပါအတွေ့အကြုံသစ်တွေရှာဖွေပါ ကိုယ့်ရဲ့အတွေ့အမြင်တွေကိုစင်ခေါ်ပါဘ ഹു တုဒ္ဒရောအခြေခံကိုတိဆောက်ပြီးအဲ့ဒါကိုအမြဲတိုးချဲ့ခြင်းအဖြစ်ယင်းနှိမ့်နှံသူတွေအနေနဲ့ထူးခြားတဲ့အတွေ့အမြင်တွေကိုရရှိနိုင်ပါတယ်ဒါအပြင်သတင်းချက်လက်တွေပေါ်အခြေခံပြီး ဆုံးဖြတ်ချက်တွေကိုပုံမကောင်းမှုစွာချမှတ်နိုင်ပါတယ်။လူတွေရဲ့စိတ်ကိုနားလည်ပါ။မန္တာကစီးပွားရေးနဲ့ယင်းဤမြုပ်နှံမှုမှာလူတွေရဲ့လှုပ်ဆောင်မှုကိုပုံဖော်တဲ့နေရာမှာအားအကောင်းဆုံးအရာကစိတ်ဆန္ဒလို့ယုံကြည်တယ်။မတူညီတဲ့သူတွေဘလို့စိတ်ဆန္ဒတွေရှိလဲဆိုတာကိုအမြဲစဉ်းစားပါ။ပြဿနာဖြစ်စေနိုင်တဲ့မညီမျှတဲ့စိတ်ဆန္ဒတွေကိုရှာဖွေပါ။လိုချင်တဲ့အပြုအမူတွေကိုအားပေးဖို့စနစ်တကျဒီဇိုင်းဆွဲပါ။ ဥပမာအနေနဲ့အယောင်ဝန်ထမ်းတွေကကော်မရှင်ပိုရတဲ့ပစ္စည်းတွေကိုတွားပေးတာမျိုးဒါမှမဟုတ်အမှုဆောင်ရာရှိတွေကသူတို့ရဲ့ဘောနပ်စ်တွေကိုမြင့်တင်ဖို့အတွက်ရေလိုဆုံးဖြတ်ချက်တွေချမှတ်တာမျိုးတွေပေါ့ဒါကြောင့်စိတ်ဆန္ဒတွေကိုနားလည်ပြီးမှန်ကန်စွာချိန်ညှိခြင်းအဖြစ်ယင်းနှိမ့်နှံသူတွေနဲ့စီးပွားရေးကောင်းဆောင်တွေဟာအပြုမှုနဲ့ပတ်သက်ပြီးပိုကောင်းတဲ့ခံမှန်းချက်တွေကိုလုပ်နိုင်ပါတယ်ပိုပြီးအောင်မြင်တဲ့အဖွဲ့အစည်းတွေကိုဖန်တီးနိုင်ပါတယ်အကျွေးနဲ့ရှုပ်ထွေးတာတွေကိုရှောင်ပါ မန်ဂါကငွေကြေးနဲ့ပတ်သက်ရင်တော်တော်လေးကိုတင်းကျပ်ပါတယ်တိုးတက်မှုထက်ငွေကြေးရေးတည်ငြိမ်မှုကိုဦးစားပေးပါငွေပိုရှန်နေတဲ့ဘဲလန့်ရှိကိုထိမ့်သိမ်းပါစီးပွားရေးကျဆင်းမှုနဲ့မမျှော်လင့်တဲ့အကျက်တဲတွေကိုခံနိုင်ရှိအောင်ပြင်ဆင်ထားပါရှုပ်ထွေးတဲ့ငွေကြေးကိရိယာတွေကိုတန်လျောက်ဝင်ပါနားလည်နိုင်တဲ့စီးပွားရေးလုပ်ငန်းတွေနဲ့ရိုးရှင်းတဲ့ယင်းနှိမ့်နှံ့မှုတွေကိုအာရုံစိုက်ပါရှုပ်ထွေးမှုကအနေရတွေကိုဖုံးကွယ်ထားပြီးလိမ့်လေဖို့အခွင့်အလမ်းတွေကိုဖန်တီးပေးတယ်ဆိုတာကိုအတိမတ်ပြုပါ အကျွေးနဲ့ပတ်သက်ပြီးတင်းတင်းကြပ်ကြပ်နေပြီးရှုပ်ထွေးတဲ့ယင်းနှမြုပ်နှံမှုတွေကိုရှောင်ရှားခြင်းအဖြစ်ယင်းနှမြုပ်နှံသူတွေအနေနဲ့ဆုံးရှုံးမှုအန္တရာယ်ကိုလျှော့ချနိုင်ပါတယ်ထူးခြားတဲ့အတွေးခေါ်ကိုမွေးမြူပါမန်ဂါကယင်းနှမြုပ်နှံသူတွေကိုလွတ်လွတ်လပ်လပ်တွေးခေါ်ဖို့နဲ့လူအများနောက်ကိုမလိုက်ဖို့အားပေးပါတယ်တက်တဲ့အထောက်အထားတွေနဲ့ထောက်ခံထားရင်လူကြိုက်မများတဲ့ထင်မြင်ယူဆချက်တွေကိုလက်ခံဖို့ဝန်မလေးပါနဲ့ တခြားသူတွေကြောက်ရွံ့နေခြင်းဒါမှမဟုတ်အလွန်အမင်းအကောင်းမြင်နေခြင်းမှာအခွင့်အလမ်းတွေကိုရှာဖွေပါသဘောတူညီချက်ကမှတ်တက်တယ်ဆိုတာကိုအတိအမှတ်ပြုပါ အထူးသဖြင့်ဈေးကွက်အခြေအနေတွေအဆိုးဆုံးဒါမှမဟုတ်အကောင်းဆုံးအခြေအနေမှာပေါ့ရေတိုတွေးခော်တွေကရေရှိခွင့်လမ်းတွေကိုဖန်တီးပေးတဲ့အခြေအနေတွေကိုရှာဖွေပါမကောင်းတဲ့သတင်းတွေကိုတုံ့ပြန်မှုကနေအကျိုးမြတ်ရယူပါစိတ်ရှိရှိနဲ့တကယ်ထူးခြားတဲ့အခွင့်အလမ်းတွေပေါ်ပေါက်လာဖို့စောင့်ဆိုင်ပါထူးခြားတဲ့တွေးခော်နဲ့ အဲ့ဒီအပေါ်မှာလှုပ်ဆောင်နိုင်တဲ့စီကံကိုမွေးမြူခြင်းအဖြစ်ယင်းနှိမ့်မြုပ်လန့်သူတွေဟာဈေးကွက်ထက်တာလုံတဲ့အနေအထားကိုရောက်ရှိနိုင်ပါတယ်။ယုံကြည်မှုကိုတိဆောက်ပါ။မန္တာကစီးပွားရေးမှာယူတာမှုနဲ့ကျင့်ဝတ်တိတ်ခါရှိတဲ့အပြုမှုကိုတံပိုးထားပါတယ်။အမြဲတမ်းရိုးရိုးတသားနဲ့ပွန့်ပွန့်လင်းလင်းလှုပ်ဆောင်ပါ။ရေတိုအကျိုးမြတ်ထက်ရေရှည်ဆက်ဆံရေးကိုဦးစားပေးပါ။ယုံကြည်စိတ်ချရတဲ့နာမည်ကောင်းကိုတိဆောက်ပါ။ယုံကြည်မှုရဲ့အကျိုးကျေးဇူးတွေကလုပ်ငန်းဆောင်ရွက်စေရင် ဘီယိုကရေစီကိုရှော့ချပေးတယ်။အရေးအသွေးမြင့်မားတဲ့လုပ်ဖို့ကံပတ်တွေကိုဆွဲဆောင်နိုင်တယ်။စီးပွားရေးလုပ်ငန်းတွေမှာ ရှင်ပြိုင်နိုင်တဲ့အသာချက်ကိုဖန်တီးပေးတယ်။အမြဲတမ်းယူသားမှုနဲ့လှုပ်ဆောင်ပြီးယုံကြည်မှုအပေါ်အခြေခံနဲ့ခိုင်မာတဲ့ဆက်ဆံရေးတွေကိုတည်ဆောက်ခြင်းအပြင်စီးပွားရေးလုပ်ငန်းတွေနဲ့ရင်းနှီးမြှုပ်နှံသူတွေဟာရည်ရှိတန်ဖိုးနဲ့ရည်ရှိတည်တတ်တဲ့အောင်မြင်မှုကိုဖန်တီးနိုင်ပါတယ်။တင်ယူပြီးပြောင်းလဲနေထိုင်ပါ။ မန်ဂါကအမားတွေဟာတင်ယူမှုဖြစ်စဉ်ရဲ့မလွဲမသွေနဲ့တံမိုးရှိတဲ့အစိပ်ပိုင်းတစ်ခုလိုယုံကြည်တယ်။ကိုယ့်ရဲ့အမားတွေကိုပုံပွင့်လင်းလင်းဝန်ခံပြီးလေ့လာပါ။အမားတွေရဲ့အကြောင်းရင်းတွေကိုနားလည်ဖို့ကြိုးစားပါ။ဆုံးဖြတ်ချက်ချတဲ့လုပ်ငန်းစဉ်ကိုတိုးတက်အောင်လုပ်ဖို့အမားတွေကိုအခွင့်အရေးဖြစ်အသုံးချပါ။အထောက်ထားတစ်တွေနဲ့တင်ပြတဲ့အခါစိတ်ပြောင်းမှုအဆင်သင့်ဖြစ်နေပါ။ကိုယ့်ရဲ့အတွေးမြင်တွေကိုပုံမှန်စင်ခေါ်ပါ။မတူကွဲပြားတဲ့ရှုထောင့်တွေနဲ့သဘောထားကွဲလွဲမှုတွေကိုရှာဖွေပါ။ တရင်အချက်လက်အစ်တဲ့အတွေ့အကြုံတွေအပေါ်အခြေခံပြီးစိတ်ထဲမှာရှိတဲ့ပုံစံတွေကိုအမြဲအတိတ်လုပ်ပါ။အောင်မြင်မှုတွေနဲ့ကြာရှုံးမှုတွေကနေတည်ယူပြီးကျွမ်းကျင်မှုနဲ့ဆုံးဖြတ်နိုင်စွမ်းကိုအမြဲတမ်းတိုးတက်အောင်လုပ်နိုင်ပါလေ။ကိုမတိတာကိုတိတာကတော်တာထက်ပိုသုံးဝင်ပါလေ။မန္တာကကိုယ့်ရဲ့အတ္တိပညာရဲ့အကန့်အသတ်တွေကိုအတိမတ်ပြုဖို့အရေးကြီးတယ်လို့ပြောပါရယ်။မတိချာမရေရတဲ့အခြေအနေနဲ့ရင်ဆိုင်ရတဲ့အခါကျွန်တော်မသိဘူးလို့ပြောဖို့ဝင်မလေးပါနဲ့။ ကိုကိုကိုယုံကြည်မှုလွန်ကဲတာကိုရှောင်ကျင်ပြီး ကိုကျွမ်းကျင်မှုမရှိတဲ့နေရာတွေကိုအတိမတ်ပြုပါကိုထပ်ပိုတည်တဲ့သူတွေကိုရှာဖွေပြီးတင်ယူပါဒီဗီဒီယိုမှာဆွေးနွေးခဲ့တဲ့အဓိကချက်တွေကိုအချင်းချုပ်ပြီးစာအုပ်ထဲကသင်ခန်းစာတွေရဲ့အရေးပါပုံကိုအားဖြည့်ပေးပါတယ်တင်ယူခဲ့တဲ့အရာတွေအပေါ်အခြေခံပြီးလောက်ဆောင်ဖို့အားပေးပါတယ်